ိုင်ငံခြားမှမြန်မာဆိုပြီးပြောရမှာရှက်လို့မော်လူမျိုးပါဆိုပြီးအင်တာဗျူးဖြစ်ရာကြောင့်လူပြောများနေတဲ့မော်မျိုးသမီးလေးပြပရောက်သွားပြီဆိုရင်ကိုကိုကိုမိတ်ဆက်တဲ့အခါငါ့ဘယ်နိုင်ငံသားပါဘယ်နိုင်ငံကလာတာပါဆိုတော့ကို ရှင်းရှင်းလင်းလင်းပြောပြထားနိုင်ဖို့လိုပါတယ်ဒီအပိုင်းထိုင်းလူမှုကွန်ရက်နဲ့မြန်မာပြည်သက်တွေကြားမှာအတော်လေးကြက်ထနေတဲ့ဗီဒီယိုဖိုင်လေးတစ်ခုရှိပါတယ် ဲ့ဒါကတော့ကိုယ့်နိုင်ငံနာမည်ကိုထုတ်ပြောရမှာဝင်လင်းနေပုံရတဲ့မြန်မာပြည်ပေါ်တိုင်းရင်းသူတွေတယောက်ရင်အင်တာဗျူးဖြေကြမှုဟာကြည့်ရှုသူတွေအတွက်တော့အတော်လေးမျက်နှာပူစရာဖြစ်ခင်ရလို့ပါပဲအဖြစ်ပြက်ကတော့ထိုင်းနိုင်ငံမှာကျင်းပတဲ့လူငယ်ကြိုက်တက်တူးပွဲတော်တစ်ခုမှာဖြစ်ပွားခဲ့တာပါ။ထိုင်းမီဒီယာတစ်ခုက Lambay Street Interview လိုက်မိတဲ့အခါမှာတက်တူးရင်းနဲ့စတိုင်ချနေတဲ့အမျိုးသမီးငယ်လေးတူကိုတွေ့လို့မေးမြန်းခဲ့ပါတယ်။အဲဒါကတော့ညီမလေးပဲကလာလေအရမ်းမိုက်တဲ့စရိတ်မိကုန်နေပါ ီနေရာမှာတာမန်ဆိုရင်တော့ကင်ဆောင်ထားတဲ့နိုင်ငံကူးလက်မှတ် passport အတိုင်းမြန်မာလို့ဖြေနိုင်ရင်ပြီးသွားမယ်ကိစ္စပါဒါပေမဲ့အဆိုပါမြို့သမီးငယ်ကတော့မြမလူဖြေရမှာကိုရှက်နေသလားဒါမှမဟုတ်မဖြေချင်တာလားမသိရပါပေမဲ့မလူမျိုးပါလို့ပဲတူတူတုတ်တုတ်ဖြေကြခဲ့ပါတယ်။ကြေတနာဒီမှာဆရာပါနိုင်ငံတကာကလူတွေအထူးသဖြင့်တာမန်ထိုင်းပြည်သူတွေအနေနဲ့မွန်ဆိုရန်လူမျိုးစုတစုဖြစ်မှဒါမှမဟုတ်ပြည်내တစ်ခုဖြစ်မှသိချင်မှသိကြမှာပါ။ ဒါကြောင့်အင်တာဗျူးသမားကနားမလဲပဲမွန်ဆူရာဘေးနိုင်ငံလေဘယ်နားမှရှိရလဲဆိုပြီးဆိုတင်လိုက်မိပါတော့တယ်။အဲ့ဒီတော့မှကောင်မလေးကအားမလို့အားမရပုံစံမပြောချင်ပြောချင်ပုံစံနဲ့မြန်မာနိုင်ငံထဲမှာပါလို့ဝန်ခံလိုက်ရပါတယ်။ဒီအခြေအနေကိုကြည့်ပြီးအင်တာဗျူးဆရာကပြန်ပြောလိုက်တဲ့စကားကတော့တော်တော်လေးနာစရာကောင်းလာပါတယ်။ အစားကလေးကမြန်မာနိုင်ငံကပါလို့ပြောလိုက်ရင်ပြီပြီလေ။ကိုနေတဲ့နိုင်ငံကိုမတည်ဘူးလားဆိုတဲ့သဘောမျိုးနဲ့ပြန်ပြောလိုက်တဲ့အခါမှာတော့ကာယကံရှင်မြို့သမီးလေးခင်ဗျာရှေးဆက်စကားမပြောနိုင်တော့ပေအဆက်ပြန်းပြန်းကွဲခဲ့ရပါတယ်။ကိုနိုင်ငံနမဲကမပြောချင်လို့ကိုဝိုက်ဖြေနေရကနေနောက်ဆုံးမှတော့နိုင်ငံသားသားစီမှာအပြောခံလိုက်ရတဲ့ဖြစ်ပါပဲ။ဒီဗီဒီယိုဖိုင်ပြန့်နှံ့သွားပြီးရင်နောက်မှာတော့ online ပေါ်မှာဝေဖန်မှုတွေမြင့်တက်လာပါတယ်။ တချို့ကလည်းဒါဟာတိုင်းသားတွေရဲ့ခံစားချက်ဖြစ်တယ်လို့နားလည်ပေးဖို့ကြိုးစားကြပေမယ့်အများစုကတော့လက်တွေမချဘူးလို့ထောက်ပြကြပါတယ်ပါကြောင့်လဲဆိုတော့နိုင်ငံတကာစာမျက်နှာမှာကိုဘလောက်ပဲကိုလူမျိုးကိုချစ်ချင်တရားဝင်ကင်ဆောင်ထားတာကမြန်မာ passport ဖြစ်နေလို့ပါပဲ နိုင်ငံကူးလက်မှတ်အနေအောင်ကိုကင်ပြီးဖြီးပောက်ကိုထွက်လာမှာတော့ကိုဟာမြန်မာနိုင်ငံသားဆိုရယ်အမှန်တရားကိုညှင်းပယ်လို့မရပါဘူးကိုနိုင်ငံကိုပြောရမှာရှန်နေမယ်ဝင်လေးနေမယ်ဆိုရင်တော့အခုလိုမျိုးနိုင်ငံတကာအတန်းဝိုင်းကြမှာနားလည်မှုလွဲပြီးအဆက်ရစရာတွေကြုံလာနိုင်ပါတယ်လူမျိုးဆိုတာကိုယ့်ရဲ့မူလစမ်းမြစ်ဖြစ်ပေမဲ့နိုင်ငံသားဆိုတာကတော့နိုင်ငံတကာကတိမှတ်ပြုထားတဲ့ identity ဖြစ်ပါတယ်။ဒီနှစ်ခုကိုမကွဲပြားရင်ဒါမှမဟုတ်ရောထွေးနေရင်ဆက်ဆံရေးမှာအခက်အခဲတွေရှိလာနိုင်ပါတယ်။ ဒီဖြစ်ရပ်ကပြည်ပရောက်မြန်မာတိုင်းရင်းသားတွေကြားမှာရှိနေတဲ့အမည်နာမခံယူမှုပြဿနာကိုမိမောင်းထုတ်ပြလိုက်သလိုပါပဲ ကိုလူမျိုးကိုဂုဏ်ယူတာကောင်းပေမယ့်မြန်မာလူပြောလိုက်တာနဲ့ပဲကိုလူမျိုးပျောက်သွားမှာမဟုတ်ပါဘူးအခုတော့နိုင်ငံခြားသားကမင်းနိုင်ငံမင်းမသိဘူးနာလို့အမေခံလိုက်ရတာကပုံပြီးတိတ်ခါကြစရာ ဖြစ်သွားကြရပါတယ်ကေပရိတ်တကြီးရဲ့ကိုလူမျိုးနာမည်ကိုပဲရှေ့နှန်းတင်ပြီးနိုင်ငံနာမည်ကိုဖျောက်ထားခြင်းနဲ့ဒီလိုစိတ်တမျိုးကုံရောဘယ်လိုမြင်ကြပါလဲနိုင်ငံခြားရောက်ရင်မြန်မာလူပြောရမှာကိုတကယ်ပဲရှက်စရာလို့ထင်နေကြတာလားမိမိတို့ရဲ့ပွင့်လင်းတဲ့အမြင်သဘောထားလေးကို comment မှာပြောသွားပေးကြပါအောင်ရှင်